နိုင်ငံသားမှာရန်ပုံငွေပွဲဆိုပြီးတော့ငွေတွေအလဲသုံးစားလုပ်နေတဲ့ဖြစ်ဖြစ်ကြောတဲ့တို့အညီမကုံမင်းမော်ကွန်တဲဝုံးပြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အေဂရစ်တိုင်ယာရီကနေပြည့်လည်ကျေးဇူးလိုက်ပါတယ်။နိုင်ငံကြီးကိုဗန်းပြကလှူစားနေတဲ့အစိုးရဖြစ်ဖြစ်ကြောတဲ့တို့အညီမအကြောင်းကိုတဲပြောလာတာကတော့တရုတ်ဆောင်မင်းသားမင်းမော်ကွန်မှာ မင်းမောင်ကနိုင်ငံရေးကိုဗန်းကြပြီးလှုပ်ရှားနေကြတဲ့ဖြဖြကျော်သိန်းနဲ့အမားဖြစ်သူညိုညိုကျော်သိန်းကိုတဲဆော်လိုက်တာ ဖြစ်ပါတယ်။အားလုံးသိကြတဲ့အခုချိန်မှာတော့ဖြဖြကျော်သိန်းရောမင်းမောင်ကမှနိုင်ငံရေးကိစ္စတွေကြောင့်ပြည်ပနိုင်ငံတွေကိုတင်းရှောင်နေရပါတယ်။ဒီမတိုင်ခင်မှာတော့ဖြဖြကျော်သိန်းဟာမြန်မာနိုင်ငံမှာပြည်ထောင်တွေတဲတဲလို့အားပေးကြတဲ့အစိုးရတဦးဖြစ်ပါတယ်။အထူးသဖြင့်ဖြဖြကျော်သိန်းဟာအတန်ပါဝါအကောင်ကောင်းတဲ့တချင်းတွေကိုပိုင်နေစွာတီးဆိုနိုင်တဲ့အစိုးရတဦးပါ။ မင်းမကွန်ကလည်းပြည်သက်တွေတဲတဲလို့ချစ်ခင်အားပေးကြရတဲ့အဆိုတော်တယောက်ဆောင်အကယ်ဒမီမင်းသားတအူးဖြစ်ပါတယ်။ ဒါပေမဲ့လည်းမင်းမော်ကုန်းနဲ့ဖြူဖြူကျော်သိန်းအပါအဝင်တခြားသောအမှုပညာရှင်တွေတော်တော်များများဟာ2021နိုင်ငံရေးဖြစ်စဉ်မှာတော့နိုင်ငံเจ้าကိုထွက်ပြေးသွားရတာဖြစ်ပါတယ်။အခုချိန်မှာတော့နိုင်ငံเจ้าရောက်အမှုပညာရှင်တွေဟာနိုင်ငံเจ้าမှာရန်ပုံငွေပွဲတွေကျင်းပပြီးတော့မြန်မာနိုင်ငံကစစ်ပေးဆောင်ဒုက္ခသည်တွေအတွက်ရန်ပုံငွေအလူပွဲတွေကျင်းပနေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့အဆိုတော်ချမ်းချမ်းအဆိုတော်ဖြူဖြူကျော်သိန်းစတဲ့နာမည်ကြီးအဆိုတော်တွေဟာလန်ဒန်၊တိုကျိုစတဲ့မြို့ကြီးတွေမှာစတိတ်ရှိုးပွဲတွေကိုကျင်းပနေရဖြစ်ပါတယ်။ ဒီလိုရှိုးဝဲတွေလုပ်တဲ့အချိန်မှာပြည်ပရောက်မြန်မာနိုင်ငံသားတွေကအလူအတန်းတွေလုံးကြတာဖြစ်ပါတယ်။ရှိုးဝဲတစ်ပွဲကိုဒေါ်လာသိန်းချီရတာပါ။ ဒါပေမဲ့လည်းအစိုးပါရန်ပုံငွေပွဲတွေနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်မယုံကြည်မှုတွေပါရှိလာတာဖြစ်ပါတယ်။ဒါကြောင့်လည်းအစိုးရချမ်းချမ်းဆိုရင်ရန်ပုံငွေပွဲမဆိုတော့ဘူးလို့တောင်းညင်းထားတာပါ။အခုတခါမှလည်းအစိုးရဖြူဖြူကြော်သိန်းတယောက်ရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်တယ်ဆိုပြီးတော့ဆွဆွဲခံနေရတာဖြစ်ပါတယ်။အစိုးပိုင်းမှာတော့ဖြူဖြူကြော်သိန်းရဲ့ဂျပန်နိုင်ငံ၊အင်္ဂလန်နိုင်ငံနဲ့အော်စတြေးလျနိုင်ငံမှာလုပ်ခဲ့တဲ့ရှိုးပွဲတွေဆိုရင်အမေရိကန်ဒေါ်လာ3000ချီကရရှိခဲ့ရပါဘူး။ အခုတခါမှာတော့နိုင်ငံကျော်မင်းသားအစိုးရမင်းမော်ကွန်ကဖြူဖြူကျော်သိန်းဟာရရှိတဲ့ရန်ပုံငွေပွဲက25ရာခိုင်နှုန်းနဲ့အတူအမတ်တရပစ္စည်းရောင်းချတဲ့ငွေတွေကိုယူလာကဖြစ်တင်လာဆိုပြီးတော့မေကွန်ထုတ်လိုက်ပါတယ်။ကျော်ကျော်သေးလွင်ကမင်းမော်ကွန်ကသူဟာရန်ပုံငွေပွဲများစွာတည်ဆို့ဖျော်ဖြေပေးခဲ့ပေမဲ့စည်ရင်းစရာအချက်လက်တွေကိုအမြဲတမ်းမှန်ကန်အောင်ထားကြောင်းဒါပေမဲ့ဖြူဖြူကျော်သိန်းတို့ရဲ့ရန်ပုံငွေအလွဲသုံးစားလုပ်မှုအပေါ်မှာအခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့မင်းမော်ကွန်ကဖြူဖြူကျော်သိန်းကိုပြောတာမဟုတ်ပဲပွဲစီစဉ်သူနဲ့ဖြူဖြူကျော်သိန်းရဲ့အမညိုညိုကျော်သိန်းကိုပြောကျင်းတာဖြစ်ကြောင်းပြောလာခဲ့ရပါဒါအပြင်မင်းမောင်ကွန်ကဖြူဖြူကျော်သိန်းနေနဲ့လည်းသူ့ရဲ့အမရဲ့အခုလိုလုံးရက်တွေကြောင့်မကြခင်ဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့ပရိသတ်တအူးရဲ့မိကုံမင်းမြတ်မှုအပေါ်မှာပြန်လဲဖြစ်ကြားခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ဆောင်မင်းမော်ကွန်ကသူ့ကိုလည်းအချိန်မရွေးစရင်စစ်ဆေးနိုင်ကြောင်းတပြားတစ်ချက်မှကိုကျိုးအတွက်မသိအောင်စရင်မရှိမလုပ်ထားကြောင်းအခုသူနာမည်တက်ပြောထားတဲ့သူတွေရောသူ့လိုမျိုးစရင်စရာချပြနိုင်ရလားလို့မေးခွန်းထုတ်ခဲ့ရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမင်းမော်ကွန်ကဖြူဖြူကြော်သိန်းကိုဆွဆွဲထားတဲ့ပုံမှာဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လက်ဆက်ဝင်စားပေးရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်